မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတွင်းကရွှေဆိုင်တွေကိုစစ်ကောင်စီကစိုင်ဖွင့်မဖွင့်သူတို့တတ်မှတ်တဲ့ဈေးနဲ့အယောင်းဝယ်လုံမလုံစုံစမ်းထောက်လန်းနေတဲ့အတွက်ရွှေဆိုင်တွေအပိပိတ်သိမ်းရမယ့်အခြေအနေကိုစိုက်ရောက်နေပြီဆိုပါတယ်အချမ်းပတ်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့မှာရှိတဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကို drone အစင်းရေ400နီးပါးနဲ့ drone ဘုံအရေးအတွက်ထောင်ချီပေးပို့ထားပြီးစစ်ရေးပြင်ဆင်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်တိုင်းတွင်ကရွှေဆိုင်တွေကိုစစ်ကောင်စီကစိုင်ဖွင့်မဖွင့်သူတို့တတ်မှတ်ထားတဲ့ဈေးနဲ့အယောင်းဝယ်လုံမလုံစုံစမ်းထောက်လန်းနေတဲ့အတွက်ရွှေဆိုင်တွေအပိပိတ်သိမ်းရမယ်အခြေအနေဆက်ရောက်နေပြီလို့ မြန်ကုန်မြို့နယ်လာတာမြို့နယ်နဲ့တာမွေမြို့နယ်အတွင်းမှာရှိတဲ့ရွှေဆိုင်ပိုင်ရှင်တချို့ကရန်ကုန်ခေတ်တကိုပြောပါတယ်အချမ်းဖတ်စကောင်စီကဇွန်လ3ရက်နေ့ကစပြီးရွှေဆိုင်တွေကိုတက်ဆိုင်ရမြို့နယ်ရဲတွေဆိုင်ရဖတ်တွေကနေတဆင့်စုံစမ်းထောက်လန်းမှုတွေလှုပ်ဆောင်နေပြီးရွှေဆိုင်မှာရောင်းချတဲ့ရွှေဈေးတွေရွှေတဲ့ပစ္စည်းတွေကိုအယောင်ဝဲလုံးမလုံးနေစဉ်လာရောက်စုံစမ်းစစ်ဆေးနေတဲ့အပြင်နေစဉ်ဆိုင်ဖွင့်ဖို့ကိုပါဖိအားပေးနေပြီးရန်ကုန်ရွှေအသင်းကထုတ်ပြန်တဲ့ရွှေဈေးနဲ့ပဲအယောင်ဝဲလုတ်ဖို့ဖိအားပေးချိန်ချောက်နေတယ်လို့ဆိုပါတယ် ဒါပြင်စစ်ကောင်စီကသူတို့တတ်မှတ်ချက်တွေအတိုင်းရွှေဆိုင်တွေကမလိုက်နိုင်ရင်ဆိုင်တွေကိုချိတ်ပိတ်မဲလို့ရွှေတွေကိုပါအကုန်သိမ်းပစ်မဲလို့ဆိုပြီးတော့ပါအမျိုးမျိုးချိတ်ချောက်လာနေတဲ့အတွက်ရွှေဆိုင်ကိုပိတ်ပစ်ဖို့အတိပါစဉ်းစားနေရပြီဖြစ်တယ်လို့လက်ရှိစစ်ကောင်စီရဲ့လုပ်ရဟာဈေးကွက်စီးပွားရေးမဟုတ်တော့ဘဲတနတ်ထောက်စီးပွားရေးဖြစ်နေပြီလို့မြန်ကုန်မြို့နယ်မှာရှိတဲ့ရွှေဆိုင်ပိုင်ရှင်တအုပ်ကပြောထားပါတယ် အလားတူတမွေမြို့နယ်မှာလည်းစစ်ကောင်စီကရွှေဆိုင်တွေကိုပုံမှန်ဖွင့်လှစ်ဖို့နဲ့စိုင်ပိတ်မယ်ဆိုရင်ဘာကြောင့်ပိတ်ရတာလဲဆိုတာကိုသူတို့ကိုအကြောင်းကြားရမယ်ဆိုပြီးပြောလာတဲ့အပြင်နေ့စဉ်အယောင်းဝယ်စရင်လုတ်ပြီး Viber ကနေသူတို့စီကိုပေးပို့ရမယ်လို့ပါပြောလာရုံနဲ့မကသူတို့တတ်မှတ်ထားတဲ့ဈေးနဲ့ပဲရွှေတွေကိုထုတ်ရောင်းဖို့စစ်ကောင်စီရဲ့မြို့နယ်ရဲတပ်ဖွဲ့ကအသိပေးလာပြန်တယ်လို့ရွှေဆိုင်ပိုင်ရှင်တအုပ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကြံပေးစကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဒရုန်းအစင်းရေ400နီးပါးနဲ့ဒရုန်းပုံအရေးအတွက်ထောင်ချီပေးပို့ထားပြီးစစ်ရေးပြင်ဆင်မှုတွေဇက်တိုက်လုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်စစ်ကောင်စီကတရုတ်နိုင်ငံထုတ်တိုက်ခိုက်ရေးဒရုန်းတွေကိုအမြောက်အများဝယ်ယူထားပြီးအဲဒီကရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုဒရုန်းအစင်းရေအများဆုံးပို့ဆောင်ခဲ့ပြီးတော့ရခိုင်ပြည်နယ်ကိုဒရုန်းအစင်းရေ300နီးပါးပို့ခဲ့ပြီးတဲ့နောက်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို drone အစီအရေ400နဲ့ drone ဘုံသည်အရေးအတွက်ထောင်ထဲချီပေးပို့ထားပြီးစစ်ရေးပြင်ဆင်မှုတွေဇက်တိုက်လုပ်နေတယ်ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့နယ်မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်မှာစစ်အင်အားတွေအကြီးအကျယ်ဖြစ်တင်းနေတဲ့အပြင်စစ်တပ်လက်အောက်ခံပြည်သူစစ်တွေကိုထောင်ထဲချီခေါ်ထားပြီးလက်နက်ကြီးဟာဝေဇာအတွဲလိုက်ဒုံးတွေပါဝင်လက်နက်ခဲရဲ့အမြောက်များကိုပါဇက်တိုက်ပို့ဆောင်ထားရုံနဲ့မကအခုနောက်ဆုံး ဒရုန်းစီးရင်400နီးပါးနဲ့ဒရုန်းပုံထောင်တဲ့ချီပေးပို့ထားပြီးတော့စစ်ရေးပြင်ဆင်မှုတွေကိုဇက်တိုက်လုပ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါလိမ့်မယ်ဒီတခါမကွေးတိုင်းဘက်မှာတော့အကြပ်စကောင်စီရဲ့ပကော့ကူတက်မှတရက်တစ်စစ်ချောင်းကိုတော်လန်ရေးတပ်တွေကဒရုန်းနဲ့ဘုံဒီတွေဇက်တိုက်ကျဲချတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား10ဦးဝန်းကျင်ဟာအသီးသီးသေကုန်ကြပြီသူတို့စစ်သားမသားလောင်းတွေကိုသယ်ပြေးပြီးတော့တက်ပြန်ဆုတ်သွားကြတယ်လို့ ဗမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဇွန်လ3ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ပကောက်ကူးမြို့တက်မ101ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်လိုက်လံကျဲချတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား10ဦးဝင်းကျင်လောက်ဟာ drone ဘုံတွေကြားမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါတော်တော်များသွားတယ်ဆိုပါတယ်အဲ့ဒီနော် စစ်ကောင်စီတပ်သားတွေဟာအသေးသွားတဲ့သူတို့စစ်သားမသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကွင်းပြင်ထဲမှာတည်ပြေးပြီးတက်ပြန်ဆုတ်သွားကြတယ်လို့ဗမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဘာမှတော့ရှမ်းပြည်နယ်တောင်ပိုင်းကရွာငယ်မြို့နယ်မှာအချမ်းပတ်စစ်ကောင်စီအတွက်အာဂျွမန်တက်အလုတ်လုံနေတယ်။နဘန်းကြီးကျေးရွာအုတ်ချုပ်ရည်မှုမန်းကျော်စုတူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့ရွာငယ်မြို့နယ်ပကပရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ဒီကနေ့ဇွန်လ6ရက်နေ့မှာပဲအကြံဖက်စတဲ့အတွက်အကြီးကျယ်အလုတ်လုတ်ပေးနေတဲ့နဗန်းကြီးကျဲရွာအုတ်ချုပ်ရည်မှုမန်းကျော်ဆိုတဲ့သူကိုရွာငယ်မြို့နယ်ကတော်လန်ရေးတပ်ဖွဲ့ကနေတွားရောက်ပစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းမိကိုတည်သွားတယ်ဆိုပါလေအဲ့ဒီနဗန်းကြီးကျဲရွာအုတ်ချုပ်ရည်မှုမန်းကျော်ဆိုတဲ့သူဟာစစ်တပ်ကိုအကြီးကျယ်ထောက်ခံတဲ့သူဖြစ်ပြီးစစ်ကောင်စီအတွက်တော်လန်ရေးတရင်တွေကိုစုံစမ်းပြီးတော့အားကျုံမန်တဲ့တရင်ပေးလုံနေတဲ့သူဖြစ်တယ်လို့ လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်လိုက်လံစူဆောင်းနေတဲ့အပြင်စစ်တပ်အားကိုးနေပြည်သူတွေကိုနှိမ့်မျိုးစုံဖိနှိပ်ချိန်ချောင်းနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ရွာငယ်မြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းဥပဒေကြောင့် UNG တောင်ပိုင်းစစ်တေတာကိုရောက်လာတဲ့ PDF ရဲဘော်တထောင်နီးပါးဟာနှစ်လအတွင်းမှာပဲစစ်တင်နှန်းဆင်းသွားပြီဖြစ်တယ်လို့နောက်ထပ်ရဲဘော်အစ်စ်တွေကိုဆက်လက်ခေါ်ယူလက်ခံပေးနေတယ်လို့ UNG တောင်ပိုင်းစစ်တေတာကသတင်းထုတ်ပြန်ထားပါတယ် အကြံဖတ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာပဲလူငယ်များစုဟာနှိစရာလွတ်မြောက်နေမြေတွေကိုတွားရောက်ခုလုံခဲ့ကြပြီးအကြံဖတ်စစ်ကောင်စီကိုပြန်လဲတွန်းလှန်မှုအတွက်လက်နက်ကိုင်လမ်းစဉ်ကိုမဖြစ်မနေရွေးချယ်ခဲ့ကြရပြီးအဲဒီတကမှအမျိုးသားညီညွတ်အစိုးရအယူဂျီကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသကို PDF ရဲဘော်တထောင်နီးပါးရောက်ရှိလာခဲ့တယ်ဆိုပါတယ်အခုခါမှာတော့အဲဒီလိုအယူဂျီရဲ့တောင်ပိုင်းစစ်ဒေသကိုရောက်ရှိလာတဲ့ PDF ရဲဘော်တထောင်နီးပါးကို NG ရဲ့စစ်တီတာခွဲ3ကနေအခြေခံစစ်ပညာသင်တန်းတွေနဲ့သက်ဆိုင်ရာဌာနအလိုက်ကျွမ်းကျင်မှုသင်တန်းတွေကိုပို့ချပေးခဲ့ပြီးနှစ်လအတွင်းမှာပဲစစ်တန်းဆင်းသွားပြီဖြစ်တယ်လို့နောက်ထပ်ရဲဘော်အစ်စ်တွေကိုလည်းဆက်လက်ခေါ်ယူလက်ခံပေးနေတယ်လို့ NG တောင်ပိုင်းစစ်တီတာကသတင်းထုတ်ပြန်ထားပါတယ်တဖက်မှာလဲ NG လူခွင့်ရေးဝင်ကြီးဌာနနဲ့ကာကွယ်ရေးဝင်ကြီးဌာနရဲ့ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်းပြီးတော့ ်ပြည်ထက်တရင်9101ကရဲဘော်တွေနဲ့အခြေခံစစ်ပညာသင်တန်းတက်ရောက်နေတဲ့တပ်သားအစ်စ်တွေကိုလူခွင့်ရေးဆိုင်ရာနဲ့စစ်တီတော်ကျင့်ဝတ်သင်တန်းတွေပါပို့ချပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတခါမန္တလေးတိုင်းဘက်မှာတော့မတရားမျိုးနဲ့မှာအကြမ်းဖက်စစ်တပ်ကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးရုံလောင်းတွေကိုမြောင်းထဲမှာစွန့်ပစ်သွားတယ်လို့ဝက်လက် information network ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇွန်လ၄ရက်နေ့ကပဲမတရားမျိုးနဲ့ရှမ်းမြောင်းရွာအနောက်ဘက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက သူတို့ဖမ်းဆီးလာတဲ့အယတပြည်သူ၃ဦးကိုပြစ်ခတ်တပ်ဖြတ်လိုက်ပြီးရုပ်လောင်းတွေကိုအနီးနားမှာရှိတဲ့မြောင်းထဲမှာစွန့်ပစ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအကြံဖတ်စစ်ကောင်စီတပ်သားတွေပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အယတပြည်သူ၃ဦးဟာအသက်20ကျော်အရွယ်သားရှိသေးပြီးမြေသူမြေဝါဖြစ်တယ်ဆိုတာကိုလောလောဆယ်အတိမပြုတ်နိုင်သေးဘူးလို့လဲ Wallet Information and Network ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရေုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ